အခုခေတ်ကြီးကစကားရှုတ်ကြရတာအရန်များတယ်သူတို့ဒီအမှုပညာလောကဆိုတာကြလဲတယောက်နဲ့တယောက်ကဘယ်သူနဲ့မှမပြတ်လို့မရကြတဲ့အခြေအနေမျိုးဆိုတော့ပြောရင်တော့မှကိုယ်တော့ပြုံးပြုံးလေးပဲပေါ့ဟိုပြဿနာတွေကိုအရှေ့အရှေ့ပဲဖြစ်ချင်တော့အဲ့လိုဟိုစိတ်လျှော့ပြီးတော့နေပေးခဲ့ရတာတွေပဲများတာပေါ့နော်စိတ်ဆိုးစရာရှိလို့ရှိရင်လည်းမကြေတတာရှိလို့ရှိရင်အဲ့လိုတဲ့ပဲပြောတတ်တယ်ခဲ့အနီးအဲ့လိုအဲ့လိုစကားပြောရဲဆိုဟုတ်လားဆိုတဲ့ပဲသွားမေးရပေါ့နော်အချင်တော့အင်းဟုတ်ပါဘူးဟိုလိုအကြောင်းဒီလိုပြောတာပါဒါကြောင့်ဒီလိုပြောတာပါဆိုပြီးတော့ကိုယ်အချင်းချင်းဆိုရလဲတဲ့အေးပြီးတော့နောက်အဲ့လိုမပြောနဲ့အဲ့လိုမျိုးအနေနဲ့ပဲကြည်အေးပေးရတာပေါ့လေမ မပြတ်အောင်ပေါ့ဒီနေ့ကတော့ဒါညာနာ production ရနေပြီးတော့စီစဉ်ပြီးရိုက်ကူးမဲ့မြေဘွားချစ်ချင်းဆိုရယ်ဇလန်းတွဲမှာအာသူကနေသစ္စာအနေနဲ့ပါဝင်ပြီးတော့တရုပ်ဆောင်သွားမှာပါဟုတ်ခက်မမကြောကြောနဲ့ခက်ချီချီနဲ့ဘသူ့မှာအဖတ်မလုပ်တဲ့အဲ့လို ခက်ဂျူးဆက်ဆက်မင်းကလေးတယောက်နေနေတော့ဟန်ဆောင်ပြီးတော့သူနေနေရပေါ့နော်။ဘာကြောင့်နေနေရလဲ။ဘာကြောင့်သူဒီလိုဖြစ်သွားတာလဲဆိုရဲအကြောင်းဘတ်ဂျက်တွေကလည်းဇလန်းထဲမှာပပတယ်လို့သူရဲ့ဒီမျက်နှာအနေထားရနေဆိုလို့ရှိရင်တနာစရာပေါ့နော်။အဲ့လိုကောင်းတဲ့ကာရီတာလေးထဲလို့ခက်မာမာခက်ချီချီအဲ့လိုပရိသတ်တွေကအစာအဲ့လိုပုံစံမျိုးပဲမြင်ကျင်ကြတာပေါ့နော်။အမသူရရိုက်ပေးပါအောင်ပေါ့အဲ့လိုဗီလီနေထက်ဟိုအမနဲ့ဆိုလို့ရှိရင်တထေးသမီးတို့အဲ့လိုခက်ချီချီတို့ပြီးတော့အဲ့လိုကောင်လေးတွေကကိုယ်ဝိုင်းချိတ်တာအောင်မကိုယ်ကပြန်မကြိုက်ကြတဲ့အဲ့လိုခက်ချီချီကာရီတာ မျိုးလေးတထေးသမီးချစ်ချီမိုးမိုးလေးတွေပေါ့နော်လို့ခက်မမလေးနဲ့အမရိုက်ပေးပါဆိုပြီးတော့တချို့ပြည်သက်တွေဆိုလို့ရှင်တောက်တူထားကြလေးလည်းရှိရယ်ပေါ့နော်အဲအကြောင်းဟုတ်ဟုတ်လူပြောမယ်တနာစရာလေးပေါ့နော်ဟိုရင်ဟိုအကုန်လုံးကဝိုင်းကျင်ထားလို့တနာစရာလေးဖြစ်နေရတဲ့ဟာမျိုးဆိုတကယ်ချင်းနေရာစားပြောနင်းနေမလိုက်ဘူးတဲ့ နေရအလောက်ကြီးရှိအရန်တနာစရာကောင်းတဲ့ပုံစံမျိုးမဟုတ်ဘူးပေါ့နော်နင်းပုံစံအဲ့လိုခက်ရှက်ဖြစ်တဲ့ကောင်မလေးချက်တက်မြက်မြက်မိမပုံစံနဲ့ဆိုလို့ရှိရင်တော့နင်းနေရလိုက်တယ်ဆိုပြိတ္တတီရောသူတငယ်ချင်းတွေအစားပြောကြတာဆိုတော့အဲ့လိုကြိုက်တာမျိုးလေးရိုက်ရတယ်ဆိုလို့ရှိရင်အတိန်လို့ယူစရာမလိုဘူးပေါ့အဲ့လို အကုန်လုံးကဝိုင်းတနာမဲ့ဟာမျိုးလေးဆိုလို့ရှိရင်တော့ကိုမျက်နှာမဖြစ်ဘူးအဲ့ဒါဆိုကို့ပုံစံကကို့တစ်ချက်ရိုက်နှစ်ချက်ရိုက်မဲ့ပုံစံမျိုးဖြစ်နေရောလေမခင်တော်တော်များဆိုမခင်ခင်မှာတော့ဟိုမျက်နှာလိုနည်းနည်းတီရောလေလိုခြေလိုလိုအာလိုမဲ့နည်းနည်းခြေမျိုးလိုထင်ရတာပေါ့နော်ဒါပေမဲ့ကို့ကိုခင်ကျင်လို့ဆိုပြီးစကားလေးသာစပြီးရောလေလာပြောလိုက် သူကတခုပြောရင်တည်းဆယ်ကုန်းတော့ပြန်ပြီးတော့နောက်ခင်သွားပြီးတော့ပြောတာအဲ့လိုပုံစံမျိုးပေါ့နော်အတူတူကကျတော့ဟိုမခင်ခင်ဆက်ကြတော့တိတ်မမင်းနေသေးတဲ့အချိန်လေးမှာဆိုလို့ရှိရင်တော့ကိုယ့်ကိုယ်လေးပဲကိုယ့်ဟာကိုယ်လေးပဲအေးဆေးနေဖြစ်တာပေါ့နော်ခင်သွားပြီးစကားလေးနဲ့လည်းပြောဖြစ်သွားပြီးဆိုလို့ရှိရင်ကတော့အာရှိသမျှအဲ့သူဖာမအကုန်လုံးချပြပြီးတော့အဲ့လိုခင်တက်တက်တိုက်ထဲမှာပါပါတယ်လို့ကျူတူကလေးဟုတ်ဟမ်မဆောင်တတ်ဘူးပေါ့ဟုတ်တင်လွှဲခံရသေးလားအဲ့လိုဘယ်လိုအထင်း ကျင်လွဲခံရအဲ့လိုချင်တော့လွဲမခံရပါဘူးဆိုတော့သူတို့အငယ်ကိုထိုင်ငယ်တဲ့ဂျူနီယာလေးတွေနဲ့တွေ့လို့ရှိရင်တော့သူတို့အမအပါညာနှုတ်ဆက်ပြီးဆိုတော့ねအဲကွာလဲအာတေချာပြန်နှုတ်ဆက်ပြီးတော့အဲ့လိုရီမမောလေးနဲ့ပဲဟိုနေပြတာများပါတယ်ဟိုကိုဟိုကိုဘာလို့မမချစ်ကိုကဒါကိုတည့်ရမှာချေမိုးပြီးတော့အဲ့လိုတိတ်စကားမပြောဘူးရဲ့သူနေတာကြောက်ဘူးလားအဲ့လိုဆိုလို့ရှိရင်တော့ကွာလဲကွာကိုအေးဆေးဆေးလေးပဲပြန်ပြီးတော့ပဲဟိုနေလိုက်တာပါကို့ဘော်ကောင်းတယ်ကို့ဘော်လည်းတကယ်စရင်နဲ့ခင်နဲ့မင်းနဲ့သူဆိုလို့ရှိရင်တော့ဘယ်သူကိုမဆိုကွာတော့ဝဲခမ်းလုပ်ပြီးတော့တေချာလေးပေါင်းဖြစ်ပါရဲ့ဟုတ် အဲ့လိုရှိတယ်မျိုးပဲအဲကျောင်းဘူးအကျောင်းဘူးသားဆိုတော့ကျောင်းဘူးတာပဲတူတူကိုကိုတော့အကုန်လုံးကတော့ကျုံမှုကြပဲအခုခေတ်ကြီးကစကားရှုပ်ကြတာကြီးအရင်များတယ်အဲ့စကားရှုပ်တာမှမှဟိုဘယ်လောက်ထိရှုပ်လဲပေါ့မူတည်သွားတာပေါ့နော်ဟိုချိုးကြတယ်လေပိုဒီဆက်တိုင်းတော့စကားရှုပ်တာမျိုးရှိရဲအခုကြတယ်လုံးဝပြဿနာကြီးတက်သွားအောင်ဒီစကားအရင်ရှုပ်ကြရတဲ့သူတွေရှိရဲဆိုတော့လေဟိုအဓိကတော့လူတွေတဲ့လူတွေပဲဆိုတော့လေအော် ူတို့မပြေနိုင်ကိုကပဲလိုက်ပြီးတော့เนาะဘသူတို့ဘလိုမျိုးလေးပဲပေါင်းမယ်ဘသူတို့ဘလိုမျိုးလေးနဲ့ပဲဟိုနေမယ်ဆိုတာလေးရာဆိုကိုကကိုပဲစိတ်ဆုံးပဲချက်ချထားလိုက်တယ်ပေါ့เนาะဟိုသူတို့စကားရှုံမှန်းသိလို့ရှိရင်ဟုတ်ပြီသူတို့ဟောက်တော့သူတို့စကားလာပြောနေသူများတို့လည်းသူတို့မျိုးပြောမှာပဲလို့ပဲကြိုတွေးထားပြီးတော့ပဲ နေလိုက်တယ်ပေါ့ပြီးတော့သူတို့ဒီအနုပညာလောကဆိုတာကြာလဲတယောက်နဲ့တယောက်ကဘယ်သူနဲ့မှမပြတ်လို့မရကြတဲ့အခြေအနေမျိုးဆိုတော့ပြောရင်တော့မှအကုန်လုံးပြုံးပြုံးလေးပဲပေါ့ပြုံးပြုံးလေးနဲ့ပဲအကုန်လုံးကလည်းနေကြရမျိုးလေးပဲများပါတယ်စကားရှုပ်ကြတာကတော့ဒီလောကမှာနေမှာမဟုတ်ပါဘူးပြင်ပါလေဟိုသူ့ဟာနဲ့သူပေါ့နော်သူ့ရဲ့အချင်းဗီဇာရပါလာတဲ့သူတွေအကုန်လုံးကလည်းရှုပ်ကြတာ ਈ ပါပဲဟိုသူတို့နေနဲ့လည်းအဲ့လို ရှုပ်ကြရှုပ်လာရှုပ်တာလေခံဘူးတာပဲဒါပေမဲ့လည်းဟိုတစ်ဖက်ကဟိုတောင်းပန်လိုက်လို့ရှိရင်အေးရပါရပါပြဿနာမရှိဘူးအနေနဲ့ပဲဟိုပြဿနာတွေကိုအရှေ့အရှေ့ဖြစ်ချင်တော့အဲ့လိုဟိုစိတ်လျှော့ပြီးတော့ပဲနေပေးခဲ့ရတာတွေပဲများတာပေါ့နော်အဓိကတော့ကိုကပြဿနာမဖြစ်ချင်တာပေါ့ ိုနဲ့မခင်ပဲနဲ့စကားရှုပ်တာလားကိုကိုကောင်းစေခြင်းလို့စကားတွေရှုပ်တာလားအထူးကြောင့်တငယ်ချင်းအချင်းချင်းအရင်ရင်းနှီးပြီးတော့တည်ရမလားအလိုထုတ်ကြတာရရှိရဆိုတော့ဟိုရက်ဒဲဒဲသမားရယ်လေအဲ့လိုဒဲရှင်းတဲ့ထဲသူတွေဆိုတော့ဟဲ့အနီအဲ့လိုအဲ့လိုစကားပြောရဲဆိုဟုတ်လားဆိုဒဲပဲသွားမေးရပါဘောနော်အချင်တော့အင်းဟုတ်ပါဘူးဟိုလိုအကြောင်းဒီလိုပြောတာပါအဲအကြောင်းဒီလိုပြောတာပါဆိုပြီးတော့ပြောပြောလို့ရှိရင်စိတ်ကအချင်းချင်းဆိုရလဲတင်အေးပြီးတော့နောက်အဲ့လိုမပြောနဲ့အဲအဲ့လိုမျိုးနေနေပဲကြည်အေးပေးရတာပေါ့လေမမပြတ်အောင်ပေါ့အချင်းတငယ်ချင်းချင်းနေပဲဖြစ်နေရောလဲဟုတ်စိတ် ဆိုးစရာရှိလို့ရှိရင်လည်းမကြည်တတ်တာရှိလို့ရှိရင်အဲ့လိုဒီဟိုက်ပဲပြောတတ်တယ်အတွင်းထဲမှာအဲ့လိုလှောင်ပြီးတော့အဲ့လိုဒီမှာအတွင်းပို့လို့မဟုတ်ဘူးခုခုမကျင်းတဲ့ဒီဟိုက်ပဲပြောတာများတယ်ဟုတ်အဓိကတော့ကိုကိုစိတ်အေးချမ်းသာအောင်ပဲနေဖြစ်တဲ့အပူတွေကိုမယူဖြစ်တော့ဘူးအော်သူများတို့လည်းအပူတွေမပေးဘူးအာသူသူကိုကိုပါပဲကိုကိုပဲစိတ်ချမ်းသာအောင်ပဲနေကြပါလို့ပြောချင်တယ်သူများအပူတွေလည်းလိုက်မယူပဲနဲ့ကိုအပူတွေကိုလည်းသွားပြီးမပေးတာကတော့အကောင်းဆုံးပါပဲလို့ပြောချင်ပါတယ်ရှင်ကျေးဇူးများကြီးတင်ပါတယ်ဟုတ်ကဲ့ပါ